သရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီနေ့မှာတော့အလီတန်ဂျိုကန်းချေအနီခိုးဝင်ငါဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ယောက်ကို AA ဖမ်းဆီးတဲ့အကြောင်းဘင်္ဂလားဒေ့ရှ် PGV စခန်းက AA ရဲ့လုံခြုံရေးတပ်စခန်းကိုပိတ်ခတ်တဲ့သတင်းရခိုင်မှာမိုးအဆက်မပြေရွာသွန်းမှုကြောင့်ဆောင်းသီးနှံစိုက်ခင်းတွေပျက်စီးတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီစီစဉ်ကို ကျွန်မဖြူဖြူရဲနဲ့အတူမိုးဘကပူပေါင်းတင်ဆက်ပေးတော့မှာပါပထမအဆုံးအနေနဲ့အလေတန်ကျော်ဂန်းရှင်အနီးမှာခိုးဝင်၅ဖန်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၆ယောက်ကိုအေအေကဖမ်းဆီးတဲ့အကြောင်းကို တင်ဆက်ပေးခြင်းပါတဲ့ ရခိုင်ပြည်မောင်တော်မြို့နယ်တောင်ပိုင်းအလေတန်းကျော်ကန်းကျင်အနီးမှာခိုးဝင်ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်လေတစည်းနဲ့အမျိုးသား6ရောက်ကိုအာရခတ်တပ်တော်ကမ်းရှည်ဆောင်တပ်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်ညနေ၄နာရီကျော်မှာအလေတန်းကျော်ချောင်းဝါကမ်းဆက်အနီးမှာဖမ်းဆီးရမိတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဗန်စီထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား6ယောက်ကိုအာရခတက်တော်ကမ်းရှည်ဆောင်တပ်ကစီစဲမှုတွင်ပြုလုပ်နေတယ်လို့ဆိုပါတယ် ရခိုင်ပြည်စည်ရေးနိုင်ငံရေးမတည်ငြိမ်မှုတွင်ကိုအခွင့်ကောင်းယူပြီးဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေတွေဟာဘင်္ဂလားပင်လယ်နဲ့အနမြေဝရခိုင်ရေပိုင်နက်သေးကို ခိုးဝင်ငါးဖမ်းလေရှိနေတာပါ။ဖမ်းဆီးရမိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွင်ကိုအာရခတက်တော်ကဘင်္ဂလားဒေ့ရှ်အနာပိုင်တွင်စီတရားဝင်ပြန်လေလွှဲပြောင်းပေးမှုတွေရှိနေပေမဲ့ဇက်တက်ခိုးဝင်ငါးဖမ်းမှုတွေရှိလာတယ်လို့ဒေသခံတွေကဆိုပါတယ်။ အော်တိုဘား၂၉ရက်ကလည်းမောင်နှောမြို့နယ်အဂရက်အနီးငါးဖမ်းနယ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား9ယောက်နဲ့လေတဇီးကိုအာရခတ်တော်ကဖမ်းဆီးရမိခဲ့ပါတယ်။ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ရှ် BGB စခန်းကနေ AA ရဲ့လုံခြုံရေးတပ်စခန်းကိုပစ်ခတ်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မြင်းအနီးမှာနိုဝင်ဘာလ9ရက်နေ့ကဘင်္ဂလားဒေ့ရှ်နေချဆောင်တပ် BGB စခန်းကနေအာရခတ်တော်ရဲ့လုံခြုံရေးတပ်စခန်းတစ်ခုကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ် BGB ရဲ့ BB22 ကင်းစခန်းကတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာလ9ရက်နေ့ညနေ9နာရီဝန်းကျင်လောက်မှာရခိုင်ဖက်ချန်းကအာရခတပ်တော်ရဲ့အထက်ကြီးကျွမ်းလုံခြုံရေးစခန်းကိုလှမ်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ် BGB ဟာပြီးခဲ့တဲ့လတွေကတည်းကမွတ်စလင်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့အာဆာ RSO စတဲ့အဖွဲ့တွေကိုသူတို့နိုင်ငံမှာလက်ခံခုံလုံခွင့်ပေးတာလုံခြုံရေးယူပေးတာ ဝေဟင်ကကင်းထောက်ပေးတာရေရာစနစ်တွေကိုအသုံးပြုပြီးတော့စေရေးဆိုင်ရာအချက်အလက်တွေပံပုတ်ကူညီပေးမှုအပြင်လက်နက်ခရမ်းထောက်ပံ့ပြီးတော့နေဆက်ကအာရခတပ်တော်လုံခြုံရေးစခန်းတွေကိုတိုက်ခတ်ခဲ့တယ်လို့ရခိုင်မြို့သားအဖွဲ့ချုပ် ULA ကထုတ်ပြန်ထားပါတယ်။ရခိုင်မှာမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ဆောင်းတင်းနိုင်စိုက်ခင်းတွင်ပျက်စီးတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါ။ရခိုင်ပြည်မှာနိုဝင်ဘာ၂ရက်ကနေဒီကနေ့အထိမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆောင်းတင်းနံဆိုင်ခင်းတွင်ပြည့်စည်မှုရှိလာနေတယ်လို့တောင်သူတွင်စီကသိရပါတယ်အခုရာသီဟာမြေပေးပြောင်းငရုတ်ခရမ်းတခေါနဲ့ဖရဲဆိုင်ခင်းတွင်စတင်ဆက်ပြိုးချိန်ဖြစ်ပြီးတော့ဆိုင်ခင်းတွင်မှာရင်းနှင်းမြုပ်သွားတာကြောင့်ပြည့်စည်မှုတွင်ရှိနေတာဖြစ်ပါတယ်ကျောက်တော်မြို့နယ်ကဆောင်းတီးနယ်ဆိုင်ခင်းတချို့ဟာလည်းမိုးရွာသွန်းမှုကြောင့်ပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့ကျောက်တော်မြို့နယ်ပေါတော်ကြီးဟာကတောင်သူမျိုးသမီးတယောက်ကပြောဆိုထားပါတယ် ကြောက်တော်မြွနဲ့ဟာရခိုင်ပြည်မှာပေးငရောက်ပြောင်းကော်ဖီထောက်ခရမ်းအာလူဖရဲစားတဲ့ဆောင်းသီးနံအထွက်နှုံးများတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်ဆောင်းသီးနံအဓိကစိတ်ပျိုးတဲ့မြောက်ဦးမြွနဲ့လင်းမျိုးချောင်းဒေသမှာလည်းမိုးဆက်တက်ရွာသွန်းမှုကြောင့်မြေပေးစိတ်ခင်းနေဟာမိုးတက်ပြီးပိုးကြပြည့်စည်မှုတွေဖြစ်နေတယ်လို့လင်းကြီးတော်ကြေးရွာကတောင်သူဒေါ်မတန်အေးကပြောပါတယ်။ ဒေါ်မတိုင်းအေးမှာမြေဘေး၃ရေကအထီးဆက်ပြောထားပြီးအလုံးနီပါပြက်စည်းဆုံဆုံသွားမဲ့အခြေအနေရှိနေတယ်လို့သူကဆက်ပြောပါတယ်တကယ်လို့မြေဘေးပင်တွေမပြက်စည်းပဲကြံခဲ့ရင်လည်းမြေဘေးတွေထွက်ချိန်မှာဆွေးမြေးတဲ့အခြေအနေကြုံရမှုတွေကြောင့်မြေဘေးစိုက်သူတွေအရှုံးပေါ်မဲ့အနေထားနဲ့ရင်ဆိုင်နေရတာပါပင်လယ်ပင်လောအရှိအလေပိုင်းရခိုင်ကမ်းရိုးတန်းဒေသမှာဖြစ်ပေါ်နေတဲ့အကောင်းတဲ့လေပြင်းအနေရဲ့ဝမ်းကြောင်း ရခိုင်ပြည်အတွင်းဆက်လက်မူကြီးနိုင်မယ်လို့မိုးလေဝသနဲ့ဇလဗေရာဦးစီးဌာနကထုတ်ပြန်ထားပါတယ်။တင်းနံစိတ်ခင်းတွင်ပျက်စီးမှုကြောင့်အထွန်းနှုံးကျဆင်းပြီးအရှုံးပေါ်မှာကို တောင်သူတွေကစိုးရိမ်နေကြပြီး UL အစိုးရအနေနဲ့တက်နိုင်တဲ့ဘက်ကကူညီပေးဖို့တောင်းဆိုနေကြပါတယ်။ဒါအပြင်ဆောင်းသီးနံတွေအထွန်းနှုံးကျဆင်းရင်ရခိုင်ပြည်အတွင်းမှာစားနပ်ရိက္ခာဖူလုံရဲကို ထိခိုက်စေနိုင်တယ်လို့ပြောဆိုနေကြပါတယ်။ မိုးစပါနဲ့ဆောင်းသီးနံကိုဒါအဓိကစိတ်ပြောကြတဲ့ရခိုင်ဒေသမှာဆောင်းသီးနံဧက9သိန်း4000ကျော်ရှိပြီးလက်ရှိမှာဆောင်းသီးနံစက်ဧကများစွာရော့ကျသွားတယ်လို့တောင်သူတန်းဝန်းတွေစီကသိရပါတယ်။တည်င်းမှုကိုဆက်လက်တင်ဆက်ပေးနေပါတယ်။မြအချင်းလေးချောင်းတိုက်ခိုက်မှုတွေကြောင့်အရသာတေဆုံးမှုပုံများနေတယ်လို့ MDSI ဖော်ပြတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါ။စစ်ကောင်စီဟာပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုကို124ကြိမ်အထိပြုလုပ်ခဲ့ပြီးတော့နေ့ချင်းတိုက်ခိုက်မှုတွေညချင်းတိုက်ခိုက်ခံရမှုကအရသားတွေကိုပုံမထိခိုက်သေးဆုံးစေတယ်လို့မြမစစ်ဘက်ရဲရနဲ့လုံချုံရေးဆိုင်ရာအဖွဲ့အစည်း MDSI ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့တစ်လအတွင်းလေကြောင်းတိုက်ခိုက်မှုရဲ့80နှစ်ရာခိုင်နှုန်းဟာနေ့ချင်းဖြစ်ပြီးတော့28ရာခိုင်နှုန်းဟာညချင်းဖြစ်ပေမဲ့တေဆုံးတန်ရာရမှုဖြစ်စဉ်အများဆုံးဟာညချင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ MDSI ကဒီကနေ့နိုဝင်ဘာ6ရက်မှာထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ခိုက်မှုအတွင်းចောင်းသားចောင်းသူခလင်းငယ်အပါအဝင် စုစုပေါင်း165ရောက်တေဆုံးခဲ့ပြီးတော့305ရောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဓိကပြင်းထန်တိုက်ခိုက်ခံရတဲ့နေရာတွေကတော့ရှမ်းမြောက်ဒေသ၊စကိုင်းတိုင်း၊မကွေးတိုင်းနဲ့မန္တလေးတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့အရာဝတီတိုင်းတွေဖြစ်တယ်လို့ဖော်ပြပါတယ်။ MDSI ရဲ့ထုတ်ပြန်ချက်အရစစ်ကောင်စီဟာ ဂျက်ဖိုက်တာကိုအကျဉ်းအများဆုံးအသုံးပြုခဲ့ပြီးတော့ပါရန်အော်တွန်ဂျန်ရိုကော်ပတာနဲ့ဝိုင်းတွဲလေယာဉ်တွေပါဝင်ပြီးလူနေကြွရတဲ့ဘုံကြီးကျောင်းတွေနဲ့စာတင်ကျောင်းတွေကိုပါပြင်းထန်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်တိုက်ခိုက်ခံရတဲ့စာတင်ကျောင်းတွေဟာသခိုင်းတိုင်းကရှောင်းဦးမြို့နယ်ဘုံတော်ရွာနဲ့အရာတော်မြို့နယ်ကတစ်ချုံကုန်းရွာရှင်းပြည်နယ်ဟာခါမြို့နယ်ကပန်ဟာရွာရှမ်းပြည်နယ်မြောက်ပိုင်းနမ်တူမြို့နယ်ရခိုင်ပြည်တောင်ကုန်းမြို့တွေကစာတင်ကျောင်းတွေဖြစ်ပြီးတော့ 53ဦးသေဆုံးပြီးတော့82ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။ဒါအပြင်မန္တလေးတိုင်းနွားထိုးကြီးတောင်သာရှမ်းမြောက်ဒေသကနမ်တူနဲ့ကြောင်မဲမြို့နယ်တွေကဘာသာရေးအဆောက်အုံတွေကိုလည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လေကြောင်းကိုအဓိကအသုံးပြုပြီးစစ်ဘက်မဟုတ်တဲ့နေရာတွေကိုတိုက်ခိုက်နေတဲ့စစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ထိရောက်စွာအရေးယူဖို့လိုအပ်တယ်လို့တောင်းဆိုနေကြပါတယ်။ညဘက်အိတ်ဆက်ချင်းနဲ့လူစုလူဝဲရှိရာပွေးလန်းသဘင်တွေကိုတိုက်ခိုက်တာဟာ ဒေါ်လာရဲ့တပ်ဖွဲ့ဝင်တွေထိ ंछ ုံနေမြေကပြည်သူလူထုရဲ့ပုံမှန်လူနေမှုဘဝမဖြစ်အောင်ဖျက်ဆီးမှုတရဖြစ်တယ်လို့ပြောဆိုကြပါတယ်။ဒါအပြင်ပြည်သူတွေနေထိုင်လို့မရအောင်လူချုံမှုခံစားချက်တွေပျောက်ဆုံးသွားစေရေးနဲ့အစုလိုက်အပြုံလိုက်ထိခိုက်သေးဆုံးမှုဖြစ်စေဖို့ယူရရှက်ရှိတိုက်ခိုက်တာလို့ MDSI ထုတ်ပြန်ချက်ကတုံ့တက်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာလူထုကိုမမေ့ပဲလူသားစာနာမှုအကူအညီတွင်ပေးဖို့ပေါ်ရဟန်းမင်းကြီးလီယိုတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ စစ်ဘေးဒုက္ခတွေကြုံနေရတဲ့မြန်မာပြည်ကပြည်သူတွေကိုမမေ့ကြဖို့နဲ့လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ပေါ်ရဟန်းမင်းကြီးလီယိုကမနေ့ကနိုဝင်ဘာ9ရက်မှာပြုလုပ်ခဲ့တဲ့ဝက်ပြုဆူတောင်းပွဲကနေတိုက်တွန်းမိန့်ကြားလိုက်ပါတယ်။ဒါဟာပေါ်ရဟန်းမင်းကြီးလီယိုအနေနဲ့မြမအရေးကိုနိုင်ငံတကာအသံဝန်အနေနဲ့တတိမူအောင်ဒုတိယအကြိမ်မြောက်ဆူတောင်းတိုက်တွန်းပေးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလတုန်းကဝက်ပြုဆူတောင်းပွဲမှာလည်းပေါ်ရဟန်းမင်းကြီးလီယိုက မြန်မာမှာစစ်ပွဲတွေရပ်တန့်ပြီးအားလုံးပါဝင်ခွင့်ရှိတဲ့အပြူသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကလည်းညီချင်းရဲ့နီးလန်းတွေရှာနိုင်ပါစေလို့လည်းဆုတောင်းပေးခဲ့တာပါပေါ်ရဟမင်းကြီးလီယိုဟာပေါ်ရဟမင်းကြီးအဖြစ်ပြီးခဲ့တဲ့မေလတုန်းကခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်အလားတူကဘာကြီးရဲ့နေရာမျိုးစုံမှာလက်နက်ကန်ပဏိပခါတွင်ကြောင့်ဆင်းရဲဒုက္ခရောက်နေသူတွေအတော့ စိုးရင်ကြောင်းသူကဆိုပြီးဝက်ပြူဆူတောင်းပွဲမှာသူနဲ့အတူပါဝင်ဆူတောင်းပေးကြဖို့ကိုလည်းပရဟမင်းကြီးလီယိုကပြောကြားခဲ့ပါတယ်အစိုးရအစွန်းလူသားချင်းစာနာထောက်ထားမှုဆန်ရအကြက်ဒွိဒွန်ကိုကြုံနေရတဲ့မြန်မာအတွက်ပေါ်ရဟန်မင်းကြီးရဲ့ဆူတောင်းစကားပေါ်ထွက်လာတာကိုဗာတီကန်စာစင်သတင်းကရေးသားထားပါတယ် ဒါအပြင်ဒီမိုကရေစီနှီးကြရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုဖျောက်ချအာဏာသိမ်းပြီးငါးနှစ်နှီးပါးကြာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပန်းပြည်တွင်းစစ်ကြောလူထောင်ပေါင်းများစွာတည်ဆုံးပြီးသုံးတန်းကျော်အိုမဲအိမ်မဲဖြစ်ရတဲ့အကြောင်းကိုလည်းတစ်တွင်ကြားကြားခဲ့ပါတယ်မြန်မာအရေးပြဿနာကိုအလေးထားဖော်ပြထားတဲ့ဗာတီကန်စာဆင်ရဲ့သတင်းထဲမှာမွတ်စလင်တွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်းထစ်သင့်ရှင်းပြထားတာဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးမှာပါဖီလပိုင်မှာကာမေဂီမုန်တိုင်းကြောင့်တေဆုံးသူ140လောက်ရှိပြီးတော့တရားကြိုပြောင်းနေတဲ့သတင်းကိုလည်းတင်ဆက်ပေးခြင်းပါတယ်ဖီလပိုင်နိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ခတ်ခဲ့တဲ့ကာမေဂီမုန်တိုင်းနဲ့အတူရေကြီးရေလျှံမှုတွေကြောင့်တေဆုံးသူအရေအတွက်ဟာ140ထက်မနည်းရှိလာပြီလို့အနာပိုင်တွေကနိုဝင်ဘာလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်တေဆုံးသူအများစုဟာဖီလပိုင်အလေပိုင်းစီဘူးပြည်နယ်ကဖြစ်ပါတယ် ကာမေဂီဟာစီဘူးကိုအင်ကာနဲ့မှာဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ဒီမုံတိုင်းကြောင့်ရုတ်တရက်ရေကြီးခဲ့တယ်လို့မြင်းရင်နဲ့တခြားရေလမ်းကြောင်းတွေကိုလည်းရေလွန်မှုမှုဖြစ်ပေါ်စေခဲ့တာပါတေဆုံသူတွေထဲကနိုင်ငံတောင်ပိုင်းမှာရဟတ်ရင် ပြည့်ကြပြီးတေဆုံသွားရသူ6ယောက်လည်းပါဝင်ပါတယ်အဲ့ဒီရဟတ်ရင်ဟာကာမေဂီမုံတိုင်းတန်တဲ့နေရာတွေအတွက်စာနာမှုအကူအညီတွေပေးအပ်ဖို့တွားချင်းပြည့်ကြသွားခဲ့တာဖြစ်ပါတယ်ဗုဒ္ဓဟူးနဲ့မှာကာမေဂီဟာနိုင်ငံအနောက်ပိုင်းကိုဖျက်ပြီးတော့တောင်တရုတ်ပင်လယ်ဘက်ကိုရွေ့ရသွားခဲ့ပြီးတော့ လက်ရှိမှာအဲ့ဒီမုံတိုင်းဟာ BNN ကိုဥတီနေပါတယ်။ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ကနိုင်ငံတွင်းအရေးပေါ်အခြေအနေကြေညာထားပြီးအစိုးရရဲ့စာနာမှုအကူအညီရန်ပုံငွေတွေကိုအသုံးပြုခွင့်ပေးထားသလိုအခြေခံစားသောက်ကုန်တွေကိုလည်းဈေးနှုန်းကန့်တက်ချက်ထုတ်ပြန်ထားပါတယ်။ကာမေဂီကို2025ခုနှစ်အတွင်းကမ္ဘာအသေးအပြောက်အများဆုံးမုံတိုင်းအဖြစ်တဘွားဘေးဒဏ်မှတ်တမ်းဌာန ENDAD ကသတ်မှတ်ထားပါတယ်။ ီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညာနာလိုက်ပါတယ်ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံဆိုင်ရှာစာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီစဉ်ကိုဒလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ် ။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။